ရန်ဒါကနေကြည့်လိုက်ရင်တပည့်လွန်လာတဲ့ဂျိတ်တီယိုစီဒီတော်ကြီးရဲ့ဆုံးရှိလာတဲ့တောအုပ်ကြီးရဲ့ပဲမြင်ရတဲ့ဒီအခန်းမှာဘလို့ຢာရရှိတာလဲအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ပြောပြမယ့်အကြောင်းအရာလေးကတော့ဖြည့်ရမန်ကိုအခြေခံထားတဲ့တောင်ဆောင်လေးကတဲခုခံတခန့်ရဲ့အကြောင်းလေးပဲဖြစ်ပါတယ်မဲမတီအထွန်းနဲ့ငငယ်တို့တင်ငယ်ချင်းတော့ရောက်ဖရားလဲဖူးရင်ချမ်းအီလာရဲ့ယာဒီဥတုရဲ့အရာတာကိုအပြည့်အဝခံစားကျင်နာမှုစိုက်ခီယိုဖရားကိုလာခဲ့ကြပါတယ် မူလတဲဦးရဲဟိုတယ်ကိုဘွကင်တင်ခဲ့ပေမဲ့ခရီးသွားနေနေတာကြောင့်မူလဟိုတယ်ပိတ်တဲ့အတွက်တဲခိုကန်းကိုပဲယူခဲ့လိုက်ရတယ်။တဘာဝတရားရီနဲ့ပြည်နေတဲ့ဒေတာဖြစ်တာမို့တောတောင်ရဲ့အေးဆဆန်အငွေးတက်ကိုခန်းစားကျင်တာကြောင့်တောင်ဆောင်လေးကအခန်းကိုယူခဲ့ကြပါတယ်။ဝန်ထမ်းစီစဉ်ပေးတဲ့အလဲကန်းကိုမကြိုက်တာမို့အစွန်ကန်းနဲ့လဲယူမိလိုက်တဲ့အခါမှာတော့ညာရောက်မှသိလိုက်ရတာကအပေါ်တက်တစ်ထပ်လုံးသူတို့နေတဲ့အခန်းကလွဲရင် ကြံအခန်းတွေကအလွတ်တွေတဲ့ စ်လူငယ်လေးပီပီကျောက်စိတ်ကတော့မရှိသလောက်ပါပဲပထမတ냐အိပ်ပြီးနောက်မနက်မှာဘရန်ဒါကနေတော့ဖျားရှင်ကိုခဲ့ပါသေးတယ်ဒီလိုနဲ့ဒုတိယညကိုရောက်လာတဲ့အခါမှာတော့အခန်းထဲမှာနှစ်ယောက်အိတ်ကတင်တလုံးရေတယောက်အိတ်ကတင်တလုံးရေရှိတာမို့တငယ်ချင်းသုံးယောက်ခွဲအိတ်ကြတာပေါ့အဲအချိန်မှာတယောက်အိတ်ကတင်ကအထုံးကစကားတခွန်းထပြောလိုက်တယ်ဟေ့ငါကတင်နေနေလို့ကတင်နေဆက်ပြီးအေးလို့ရလားငါဒီညကနေလို့တိတ်မကောင်းလို့အေးရတယ်လေလာတူတူရွှေ့ကြမယ် ဒီလိုနဲ့နောက်ရက်ပြန်ရမှာဆိုတော့သူမတို့၃ယောက်စားပြီးတောက်ပြီးစောစောအိတ်ကြတာပေါ့မနက်၄နာရီခွဲအချိန်မှာအေးဆက်ဆက်ဆောင်းလို့တဲ့နဲ့အတူဘေးကတစ်ပင်ဝါးပင်ကြီးရဲ့ပုတ်တိုင်ရိုက်ခတ်မှုတန်လေးကြားကနေထင်းထင်းကြီးကြားနေရတဲ့အခန်းရှိကလမ်းလျှောက်တန်းကြောင့်မေမဒီတယောက်နိုးလာခဲ့တယ်ဒီချိန်ကြီးဘသူပါလဲပေါ်ထက်မှာငါတို့တခံမဲ့လူရှိလားမလားသူမအဲ့လိုတွေးပြီးမကြပါဘူးချိန်ရင်းကပုတ်ခတ်တန်ကြောင့်မေမဒီတယောက်ချက်တိမွင်းကြီးမှာထသွားတယ် ဟင်ဒါပါတန်လေးချင်းကလာနေရပဲအဲ့လိုတွေးပြီးသူမချင်းကမှန်ပရင်ပေါက်ကိုတစ်ချက်လှမ်းကြည့်လိုက်တယ်သူမတွေးလိုက်ရတာကမှန်ကိုရိုက်နေခဲ့တဲ့လငါးချောင်းရထင်းထင်းချင်းဟာဒါဒါဒါလေပေါ်မဟုတ်လားသူမကြောက်စိတ်ကြီးထိမနိုင်တော့ပေမဲ့သူမငြင်းငြင်းလေးအိတ်ချင်အောင်ပဲဆက်ဆောင်လိုက်တယ်။သူမတို့အခန်းကအစွန်ကန်းဆိုပေမဲ့အပေါ်တက်ဖြစ်တာမို့လို့လူတယောက်ယောက်လာစားတာတော့ဘယ်လိုမှမဖြစ်နိုင်ဘူး။ ခဏအကြာမှာတော့ငငယ်တရာပူလိမ့်ဒီလိမ့်နဲ့နိုးကျင်သလိုဖြစ်လာတော့မမဒီကအာကိုတကြီးနဲ့မေးလိုက်တယ်။ဟဲ့နင်နိုးညာလား။အေးဘာဖြစ်လို့လဲ။နင်တန်းကြလားချင်ရတဲ့။အေးကြားတယ်အလားပါတယ်လေ။နင်ဆုံးမကြည့်နဲ့နော်အတိမသာလေးကြည့်ကြည့်။ဗာနဲ့ထွေးငယ်လေးမဝင့်မရဲနဲ့ချင်းကမှန်ပရင်ပေါက်ကိုကြည့်လိုက်တော့တယ်။ငါလည်းတွေ့တယ်ငါတို့အဲ့ဒါဘယ်လိုလုပ်ကြမလဲ ခဏနေမိုးလေးတော့မှဆိုတော့မတိချင်အောင်ဆောင်ပြီးပဲနေလိုက်ရမှာပေါ့သူရှိနေရတိချောင်ပြလိုက်ဝင်လာရင်ဘယ်လိုလုပ်မလဲငါကြောက်တယ်ဒီလိုနဲ့သူမတို့နှစ်ယောက်အမြန်မိုးလေးမှဈေးဆူတောင်းရင်တနာကြီးတော့လောက်အတန်တော့မထွက်ရဲကြတော့ဘူးမိုးလင်းလာတော့မှအထွန်းကိုပြပြတော့သူမသိလိုက်ပေမဲ့သူတယောက်အိတ်ကလေးလေးကိုလည်းတယောက်ယောက်ကလာလှုပ်နေသလိုပဲမို့သူလည်းစိတ်မတန့်ကြောင်ပြန်ပြောပြခဲ့တယ်။ဒီလိုနဲ့ကုမားတို့အလျင်မြန်အထုပ်ပြေးသိမ့်ပြီး reception မှာအခန်းအပ်လိုက်တယ်။ ဝန်ထမ်းကိုအခန်းကတမျိုးပဲနော်လို့ပြောတော့ဝန်ထမ်းကောင်လေးရဲ့မျက်နှာကတချက်ပြတ်သွားခဲ့တယ်။ဒါပေမဲ့သူမတို့ဘာမှဆက်မပြောပဲချက်အောက်လုပ်ပြီးသားထွက်လာခဲ့လိုက်တယ်။တော်ရီတောင်လေးရဲ့တောင်ဆောင်လေးမှာဆောက်ထားတဲ့တဲခိုကန်ဆိုတော့တောတောင်ထဲမှာလည်းပိုင်ရဆိုင်ရနဲ့မချွတ်မလွတ်သူတွေရှိနေလောက်ပါတယ်။အမြလိုချင်လို့လာလာလာနှုတ်ဆက်တာလားဘာကြောင့်လဲဆိုတာတော့သူမတို့မသိပေမဲ့နောက်တစ်ခါဒီတဲခိုကန်မှာတော့မတဲရတော့တာအမှန်ပါပဲ။ စိတ်ဝင်စားစရာကောင်းတဲ့ horror story လေးတွေနဲ့ဖြည့်ရမှန်ထူးခြားစမ်းကျင် story လေးတွေကိုစိတ်ဝင်စားရဲဆိုရင်တော့ subscribe လုပ်ပြီးခေါင်းလောင်းလေးနှိပ်သွားပေးကြပါအောင်ရှင်။